ကမ္ဘာနိုင်ငံတိုင်းသည်တနိုင်ငံသားကြံရည်သည့်အထိစစ်မှတ်ဖြစ်ပွားခဲ့လျင်ဖြစ်လာမည့်အခြေအနေမှာအောက်ပါအတိုင်းဖြစ်မည့်အမေရိကန်ပြည်ထောင်စုသည်ပထမဆုံးလှုပ်ရှားဆောင်ရွက်မည်ဖြစ်ပြီးမက္ကဆီကိုနှင့်ကနေဒါနိုင်ငံများကိုအ мян ဆုံးသိမ်းပိုက်ကမြောက်အမေရိကတိုက်ကြီးတစ်ခုလုံးကိုစုစည်းနိုင်မည်ဖြစ်သည့်တောင်အမေရိကတိုက်တွင်ဘရာဇီးနှင့်အာဂျင်တီးနားနိုင်ငံနှစ်ခုစလုံးကကြီးစိုးနိုင်မည်ဆိုသော်လည်းဘရာဇီး၏ပုံမှန်အကောင်းသောတက်မတော်ကြောင့်အာဂျင်တီးနားကိုအနိုင်ရပြီးတိုက်ကြီးတစ်ခုလုံးကိုသိမ်းပိုက်နိုင်မည် အာရှတိုက်တွင်တရုတ်နိုင်ငံကလင်းတို့၏ကြီးစိုးမှုကိုပြသမည်ဖြစ်ပြီးထိုတိုက်၏နေမီအလုံးကိုတင်ပိုက်မည်ဖြစ်သည်ထို့သော အမေရိကန်တပ်များကတောင်အမေရိကကိုအောင်းနိုင်ပြီးဥရောပနှင့်အာဖရိကတိုက်ရှိနေမီတဝက်ကိုတင်ပိုက်မည်ဖြစ်ကာရုရှားတို့ကတရုတ်ကိုအနိုင်ကျင့်ကာကဘာ၏အခြားတဝက်ကိုတင်ပိုက်မည်ဖြစ်သည်အမေရိကန်နှင့်ရုရှားတို့၏နောက်ဆုံးတိုက်ပွဲဖြစ်ပွားပြီးအပြင်းထန်တိုက်ခိုက်ပြီးနောက်တွင်အမေရိကန်ပြည်အောင်စုသာအနိုင်ရကျင့်မည်ဖြစ်သည် ဥရောပတွင် United Kingdom နိုင်ငံကအနောက်ပိုင်းတစ်ခုလုံးကိုသိမ်းပိုက်မိဖြစ်ပြီးဘောကန်ဒေသသည်တူရကီတို့လက်အောက်သို့ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကာရုရှားနိုင်ငံကအရှေ့ပိုင်းတွင်ကြီးစိုးမည်ဖြစ်သည့်အာဖရိကတိုက်တွင်အီဂျစ်နှင့်အယ်ဂျီးရီးယားနိုင်ငံတို့ကမြောက်ပိုင်းကိုခွဲဝေသိမ်းပိုက်ကြမည်ဖြစ်ပြီးတောင်ပိုင်းကိုတောင်အာဖရိကနိုင်ငံကထိန်းချုပ်မည်ဖြစ်သည့်သို့သောအီဂျစ်တပ်မတော်ကအနိုင်ရပြီးအာဖရိကတိုက်ကြီးတစ်ခုလုံးကိုသိမ်းပိုက်နိုင်မည်ဖြစ်သည့်